င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့နေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ကအချမ်းပတ်စစ်ကောင်စီရဲ့မှော်ပြီးလေးတက်စကန်ကိုဒီကနေ့မနက် အစောပိုင်းမှာပဲ short tight ဒုံးနေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အချမ်းပတ်စစ်ကောင်စီကစေယုံရောက်မှလွန်ငင်းခွင့်ပေးပြီးစစ်တရအချမ်းမှာပဲ NLD အစိုးရလက်စွပ်ဝင်ကြီးဦးဝင်းခိုင်ဟာမန္တလေးစေယုံကြီး ICU မှာမနေ့ကညာပိုင်းကပဲကွယ်လွန်သွားခဲ့ရပြီဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာပဲချက်ချင်းတကြိုရမှာဖြစ်တဲ့ဆိုတဲ့သတင်းပါဝင် ဒီကနေ့နေ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်မြို့ကအချက်ဖတ်စစ်ကောင်စီရဲ့မော်ဘီလေတက်စကန်ကိုဒီကနေ့မနက်အစောပိုင်းမှာပဲ short tight ဒုံတွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးပောက်ကွဲသံတွေကြဲကြဲလောင်လောင်ထွက်ပေါ်လာတယ်လို့လေစိတ်အနည်းမှနေတဲ့ပြည်သူတွေနဲ့တော်လန်ရေးသတင်းရင်းမြစ်တချို့ကလည်းရန်ကုန်ခေတ္တကိုအတီးပြုတ်ပြောထားပါတယ်ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်တနားကြီးဝင်းကျင်လောက်မှာပဲရန်ကုန်မြို့ကအချက်ဖတ်စစ်ကောင်စီရဲ့မော်ဘီလေတက်စကန်ကို short tight ဒုံတွေနဲ့ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုပါတယ် ဲ့ဒီနောက်ပောက်ကွဲသံတွေဟာကြက်ကြက်လောင်းလောင်းကိုထွက်ပေါ်လာပြီးနောက်ဆက်တွဲပောက်ကွဲသံတွေလည်းကြားရတဲ့အတွက်လေစိတ်အနီးမှာနေတဲ့ပြည်သူတို့ကသူ့ရဲ့လီဒါတက်ကမိတ်ဆွေကိုလှမ်းမေးကြည့်တဲ့အခါမှာတော့လီဒါစကန်ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခံရတဲ့အကြောင်းပြောထားပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးဆိုတဲ့အကြောင်းကိုပါပြန်ပြောထားတယ်လို့လေစိတ်အနီးမှာနေတဲ့ပြည်သူတို့ကရှင်းပြထားပါတယ်တပတ်ကရန်ကုန်ခြေစိုက်တော်လန်ရေးသတင်းရင်းမြစ်တို့ကလည်းမော်ဘီလီတက်ကိုရှော့တိုက်တုံးလေးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အကြောင်းကိုအတိအပြုပြောဆိုထားပါသေးတယ်ခင်ဗျာ ဘက်မှာလေရခိုင်ပြည်နယ်အမ်းမြုတ်ကအချက်ဖက်စစ်ကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ပွဲကနေထွက်ပြေးလာတဲ့ခမရ3ခု1နဲ့ခမရ3ခု3ကစစ်သား၄ဦးကိုဒေါ်လာရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ CDF အရှိုးတပ်ဖွဲ့ရဲ့တာဝန်ရှိသူဆလိုင်းရိုချင်းကရန်ကုန်ခေတ္တကိုပြောပါတယ်အဲ့ဒီအမျိုးမှရှိတဲ့အချမ်းဖက်စကောင်စီရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခမရ3ခု3တပ်ရင်းကိုအာရခတတော် AA ကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန် စေကောင်းစီတက်သားတွေဟာအကုန်လုံးတေကုန်ကြပြီစစ်သား၈ဦးသာကျန်တော့တဲ့အချိန်မှာထွက်ပြေးလာတဲ့အထက်တက်သားတက်နိုင်နဲ့တက်နိုင်ဦးဆိုသူတို့ကိုတော်လိုင်းကြီးတက်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်တပတ်ကခမရ3ခွန်တက်ရင်ရဲ့စစ်ကောင်းစီတက်သား၂ဦးဟာလည်းရခိုင်ပြည်နယ်အဆက်မကွေးတိုင်းဘက်အချမ်းကျက်ရေးဆန်းကျေးရွာအနီးမှာတာဝန်ပေးခံရတဲ့အချိန်ထွက်ပြေးလာရင်းနဲ့တော်လိုင်းကြီးတက်တွေကဖမ်းဆီးရမိထားတာဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာတော့ ချင်းကာကွယ်ရေးတပ်ဖြစ်တဲ့ CDF အရှိုတက်အနေနဲ့ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သား73ဗန်း၄ဦးကိုနိုင်ငံတကာ၃ဗန်းဥပဒေနဲ့အညီထိန်းသိမ်းထားပြီးအပြစ်ပေးအရေးယူဖို့အတွက်ဆက်လက်စစ်ဆေးနေတယ်လို့လဲ CDF အရှိုတက်ဖွဲ့ရဲ့တာဝန်ရှိသူစလိုင်းရိုချင်းကပြောထားပါတယ်ခင်ဗျာဒီတခါမန္တလေးတိုင်းဘက်မှာတော့ညောင်ဦးမြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအကျဉ်ဖက်စစ်တပ်အတွက်အလုတ်လုတ်ပေးနေသူ၃ဦး အရက်ဆိုင်မှာအရက်တောက်နေတဲ့အချိန်ပြည့်ခတ်ခံရပြီနှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုတည်သွားတယ်လို့21ဘဂန်ပီဒီယတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တိကိုပြောပါတယ်နိုဝင်ဘာလ6ရက်နေ့ကပဲညောင်မျိုးနယ်အတွင်းမှာရှိတဲ့ဂျေးရွာတွေကနေလူငယ်တွေနဲ့အရက်သားပြည်သူတွေကိုပေါ်တာစထရက်ဖန်စီပြီးအချမ်းပတ်စကောင်စီတက်အတွက်အလုတ်လုတ်ပေးနေသူကျော်ကျော်ဟန်းဆိုမင်းဦးနဲ့နေအောင်ဆိုသူတို့၃ဦးဟာမြို့လာဂျေးရွာအရက်ဆိုင်မှာအရက်တောက်နေတဲ့အချိန်ဒေါ်လန်ရေးတက်တွေကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပါတယ် အဲ့ဒီချိန်ကျော်ကျော်ဟန်ဆိုသူနဲ့ဆိုမီဦးဆိုသူတို့နှစ်ဦးဟာနေရာမှာတင်ပွင့်ချင်းပြီးကိုတိတ်သွားတဲ့အပြင်နေအောင်ဆိုသူကတော့လက်တစ်ဖက်ပြက်ပြီးထွက်ပြေးသွားတယ်လို့21ဘဂန်ပီချက်တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့သူတွေဟာညဦးမျိုးနယ်အတွင်းမှာရှိတဲ့ခြေရွာတွေကပြည်သူတွေကိုစစ်ကောင်စီတပ်အတွက်ပေါ်တာဆွဲဖမ်းဆီးပေးတာတွေတင်မကပြည်သူတွေစီကပါစစ်တပ်အားကိုနဲ့မတရားငွေညှစ်တောင်းရနေတဲ့အပြင် PDF တွေကိုတင်ပြရင် JR တွေကိုပါမီရှိုပြစ်မယ်ဆိုပြီးချိန်ချောက်ထားတဲ့သူတွေဖြစ်ပြီးအခုတော့တေကုန်ကြပြီလို့21ဗကန် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာအာရမစစ်မှုထန်ခိုင်းဓာတ်တွေအလို့သမားလှုပ်ရှင်တဲ့လူခွင့်ရေးချိုးပေါက်နေတဲ့အချက်ဖက်စစ်ကောင်စီကို ILO ရဲ့ Article 33အရအလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့အရေးယူဖို့အတွက်အတီးပြုတ်ဖို့ရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားတမကများအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမမောင်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့နိုဝင်ဘာလ6ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့အဲလိုအုပ်ချုပ်ရေးအဖွဲ့ရဲ့အစည်းအဝေးမှာမြန်မာနိုင်ငံအတွင်းစစ်ကောင်စီကအာရမစစ်မှုထမ်းခိုင်းဓာတ်တွေအလုပ်သမားလှုပ်ရှင်တဲ့လူအခွင့်ရေးချိုးဖောက်ဓာတ်တွေကိုကျူးလွန်နေတဲ့အကြောင်းထပ်မံအတည်ပြုခဲ့တယ်ဆိုပါတယ်။အဲ့ဒီအတွက်လာမယ့်2025ခုနှစ်အစပိုင်းမှာပြုလုပ်မယ့်အဲလိုအုပ်ချုပ်ရေးအဖွဲ့ရဲ့အစည်းအဝေးအတွင်း အကြံဖက်စကောင်စီကို ILO အခြေခံဥပဒေအမှတ်33နဲ့အလုံးစုံစီးပွားရေးပိတ်ဆို့အရေးယူဖို့လုပ်နေပြီဖြစ်တယ်လို့2025ခုနှစ်နှစ်လယ်ပိုင်းမှာပဲလူအခွင့်အရေးတွေအကြီးအကျယ်ချိုးဖောက်နေတဲ့စစ်ကောင်စီကို ILO အခြေခံဥပဒေအမှတ်33နဲ့အလုံးစုံစီးပွားရေးပိတ်ဆို့ဖို့အတွက်အတီးပြုတ်မှာဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ်ဥက္ကဋ္ဌဦးမောင်မောင်ကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့အကြံဖက်စကောင်စီက စေယုံရောက်မှလွတ်ငင်းခွင့်ပေးပြီးစက်တည့်အကြမှာ NLD အစိုးရလက်စဝင်ကြီးဦးဝင်းခိုင်ဟာမင်္ဂလိစေယုံကြီး ICU မှာပဲမနေ့ကညပိုင်းကကွယ်လွန်သွားခဲ့ရပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာပဲချက်ချင်းတကြိုရမှာဖြစ်တယ်လို့ NLD သတင်းရင်းမြစ်ကအတိအပြုပြောထားပါတယ်အကြံဖက်စကောက်စီကမတရားဖန်ဆီးခဲ့တဲ့ NLD အစိုးရလက်စဝင်ကြီးဦးဝင်းခိုင်ဟာဂျမအေးအချင်းနေဆိုးရွားလာတဲ့အချိန်ကြားမှာစစ်ကောင်စီကစေယုံကိုရောက်လာပြီးလွတ်ငင်းခွင့်ပေးခဲ့ပြီးတဲ့နောက်စက်တည့်ရက်အကြမှာတော့ မန္တလေးစေယုံကြီး ICU အထူးကျမကုသဆောင်မှာပဲနိုမလာရှင်းနေဖြစ်တဲ့မနေ့ကည10:00နာရီမှာကွယ်လွန်သွားခဲ့ရတယ်ဆိုပါတယ်အဲ့ဒီအတွက် NLD ဆိုရလက်စစ်နဲ့စွန့်အင်ဝင်ကြီးဟောင်းဦးဝင်းခန့်ရဲ့နာရေးအခမ်းအနားကိုဒီကနေ့နိုမလာ9ရက်နေ့မနက်7:00နာရီမှာချက်ချင်းရေခဲတိုက်ကနေဂျာနီကန်တုတ်တန်ကိုပို့ဆောင်ပြီးတော့တဂျိုရမှာဖြစ်တယ်လို့လဲ NLD သတင်းရင်းမြစ်ကအတည်ပြုထားပါတယ် NLD ဆိုရလက်စစ်နဲ့စွန့်အင်ဝင်ကြီးဟောင်းဦးဝင်းခန့်ဟာစစ်တပ်ပိုင်းမြမစီးပွားရေးဥပိုင်ကုမ္ပဏီကနေထုတ်လုပ်တဲ့ ever desert လျက်စစ်မီတာတွေကိုအရင်အတွင်းမပြည့်မီတဲ့အတွက်ဝယ်ယူဖို့ညှဉ်းဆန်ခဲ့မှုကြောင့်စစ်ဘိုလ်ချုပ်တွေကအညှို့ထားပြီးထောင်နဲ့နှစ်ရှည်ချမှတ်ခဲ့တာဖြစ်သလိုမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစောမြင့်မောင်ကွယ်လွန်တုံးကလိုပဲကွယ်လွန်ကန်ကြီးကြားမှာအကြံဖတ်စစ်ကောင်စီကလွန်ငင်းချမ်းသာငွေပေးတယ်ဆိုပြီးစေယုံမှာလာပြောသွားတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ